ရေဒီယို UNG သောရာဆင်များမင်္ဂလာပါခင်ဗျာအခုချိန်အစပြီ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို UNG ရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စစ်ရေးသတင်းကတော့နယ်ရေကန်လေချောင်းရံကာကွယ်ရေးစခန်းရဲ့ကာကင်းစခန်းတစ်ခုအေးအေးသိမ့်ပိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရခိုင်ပြည်နယ်မကွေးတိုင်းအဆက်ငပဲမြို့နယ်တဲကအမ်ဘရန်လန်းမှာရှိတဲ့ နိုင်ရင်ကလေချောင်းရံကာကွယ်ရေးစခန်းရဲ့ကာကင်းစခန်းတစ်ခုကိုအာရခတက်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေသိမ်းပိုက်လိုက်တယ်လို့ဒေတာပြင်းသတင်းရင်းမြစ်တွေကပြောပါတယ်။အာရခတက်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေသိမ်းပိုက်လိုက်တဲ့စခန်းဟာစစ်တပ်ထောက်ပို့အတွက်အလွန်ရေးပါတဲ့ဂုံကြီးရွာကဂုံကြီးစခန်းလို့ဆိုပါတယ်။ဂုံကြီးကြီးရွာကာကင်းစခန်းကိုအာရခတက်တော်အေအေနဲ့ပူးပေါင်းတပ်တွေကအခုလနောက်ဆုံးပတ်မှာထိုးစစ်ဆင်တိုက်ခတ်ခဲ့တာဖြစ်ပြီးစက်တင်ဘာလ28ရက်နေ့မှာအပိသက်သိမ်းပိုက်ရရှိခဲ့တာလို့ အေအေနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေကလည်းပြောပါတယ်။အာရခတက်တော်အေအေနဲ့ပူးပေါင်းမှမိတ်တပ်ဖွဲ့တွေဟာအန်းကနေဗရန်ဘတ်ကိုသွားတဲ့ရခိုင်ရိုးမှတောင်ပေါ်ကလင်ဒဲဆွန်တက်စားတဲ့ခြေပါတွေကိုထိန်းချုပ်ထားပြီးအခုဂုံကြီးခြေပါကိုထပ်မံထိန်းချုပ်နိုင်ခဲ့တာလို့သိရပါတယ်။ဂုံကြီးခြေပါကာကင်စကန်မှာစစ်အင်အားရာချီရှိပေမဲ့အာရခတက်တော်အေအေနဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကြောင့်စစ်သားတွေနဲ့ရေကန်လေကြောင်းရဲ့ကာကွယ်စခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။ လက်ရှိမှာအာရခတက်တော် AA နဲ့ပူးပေါင်းမာမိတ်တက်တွေ PDF တွေနဲ့ရေကန်လေချောင်းရံကာကွယ်ရေးစခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နဲ့ရေကန်လေချောင်းရံကာကွယ်ရေးစခန်းနဲ့ဆယ်မိုင်အကွာမှာရှိတဲ့ဗရန်တက်နယ်ဆုံကုန်းအခြေဆိုင်အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မဆာခ905တက်ရင်နဲ့အမှတ်409အမြောက်တက်ရင်တွေကအမ်ဘရန်လမ်းပိုက်မှာစစ်ရင်အားဖြစ်တင်းတာတွေလုံနေလို့လေချောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်အမ်ဘရန်လမ်းပိုက်မှာရှိတဲ့နဲ့ရေကန်ဗျူဟာကုန်းကိုသာတိမ့်ပိုက်နိုင်ရင် အမ်ဘရန်လမ်းပိုင်းကိုတော်လိုင်းတက်တွေဘက်ကထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့အချမ်းဘတ်စစ်တပ်ရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကိုချိန်းချောက်လာနိုင်မဲ့အနေအထားရှိတယ်လို့စစ်ရေးလေလာစောင့်ကြည့်နေသူတွေကသုံးသပ်ပြောဆိုနေကြပါတယ်ခင်ဗျာအခုတစ်ခါတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့နေပြည်တော် PDF တရင်103တရင်မှုစီယုံရင်ဆင်းနေချိန်မှာကွယ်လွန်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နေပြည်တော်တိုင်းစစ်တပ်နာအမှတ်833တရင်မှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ရက်နာခေါ် CJ စီယုံရင်စစ်နေချိန်မှာကွယ်လွန်သွားတယ်လို့အဲ့ဒီတိုင်ရင်ကထုတ်ပြန်ထားပါတယ်။နေပြီးတော့ BTF တိုင်ရင်833မှာတရင်မှုအဖြစ်တောင်ဝထန်းဆောင်နေတဲ့ရဲဘော်ရက်နာခေါ် CJ ဟာစိုးမိုးနယ်မြေတွင်စီယုံရင်စစ်နေချိန်အမောဖောက်ပြီးစက်တင်ဘာလ29ရက်နေ့မှာကွယ်လွန်သွားခဲ့တာလို့ဆိုပါတယ်။နယ်မြေစီယုံရင်စင်ရင်လမ်းလျှောက်ပြန်လာချိန်မိုးရွာရာရဲ့အဆင့်တက်များလာရင်လည်းသူကိုယ်တိုင်ကလည်းအားနေနေချိန်နဲ့တိုက်ဆိုင်သွားတာကြောင့်အမောဖောက်ပြီးတေဆုံးခဲ့ရတာလို့တရင်803က ဒူယင်မှုရဲဘော်ရာမွန်ကပြောထားပါဗျ။တယင်မှုရဲဘော်ရက်နာဟာတယင်မှာကြာရတောင်းဝန်တွေကိုခြေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်ပြီးသူ့ရဲ့စူးစမ်းမှုဆရာထက်သန်မှုအနစ်နာခံမှုတို့ဟာတယင်အတွက်စန္ဒမူနာယူထိုက်စရာတွေဖြစ်တယ်လို့နေပြည်တော် PDF တယင်833ကထုတ်ပြန်ထားပါဗျ။တယင်မှုကွန်လွန်သွားတာဟာတယင်အတွက်ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးအတွက်တော်လှန်ရေးတာဝန်တွေကိုဆက်လက်ထမ်းဆောင်သွားမယ်လို့ဒီဘရော့တိုင်းစစ်တမ်းအောက်မှာရှိတဲ့တပ်ရင်းတွေကကြေညာထားပါတယ် တော်လည်းတောင်းဝန်တွေထမ်းဆောင်ရင်းရဲဘော်ရက်ကနာကြာဆုံးခဲ့ရတဲ့အတွက်မိသားစုနဲ့ထပ်တူဝမ်းနဲ့ရပြီးအာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်ကွန်ပျူတာနေဘရော်တိုင်းစစ်တပ်နာကလည်းထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါကဘာကြီးဖျားလက်မပေါ်မှာရှိတဲ့ဘန်ဟန်ရဲစခန်းကိုလက်ပြပုံးနဲ့တိုက်ခတ်မှုမှာစစ်အုပ်စုဘက်ကထိခိုက်မှုရှိနိုင်တယ်လို့တော်လည်းအဖွဲ့တွေပြောကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရောင်တိုင်းဘန်ဟန်မြို့နယ်ကဘာကြီးဖျားလက်မပေါ်မှာရှိတဲ့ဘန်ဟန်ရဲစခန်းကိုလက်ပြပုံးနဲ့တိုက်ခတ်မှုမှာစစ်အုပ်စုဘက်ကထိခိုက်မှုရှိနိုင်တယ်လို့တော်လည်းအဖွဲ့တွေကပြောပါတယ် ကဘာကြီးဖျားလမ်းမပေါ်မှာရှိတဲ့ဗန်ဟန်ရဲစခန်းကိုတုံလိုင်းအဖွဲ့တွေကမနေ့ကစက်တင်ဘာလ29ရက်ည7:00နာရီကျော်အချိန်မှာလက်ပြပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အချမ်းဘက်စစ်တပ်ကလုံမဲ့အထူးရောင်ရွေးကောက်ပွဲအတွက်ပူးပေါင်းပောင်ရဲလှုပ်ရှားနေပြီးမြို့သူလူထုကိုနှီးမျိုးစုံနဲ့မရရားဖမ်းဆီးနှိပ်စက်နေတဲ့ဗန်ဟန်ရဲတပ်ဖွဲ့ကို Operation Flame Firepower အထူးစစ်ဆင်ရေးစစ်ရေးပြတ်မှတ်ဖြစ်တတ်မှတ်ပြီးတိုက်ခိုက်ခဲ့တာလို့အသိပေးပါတယ်။ ဒီတိုက်ခတ်မှုမှာရန်သူစစ်အုပ်စုဘက်ကထိခိုက်မှုတွေရှိနေတာကြောင့်အချိန်နဲ့အသေးစိတ်သိရအောင်ဆက်လက်စုံစမ်းနေတယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့တော်လိုင်းအဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဗဟန်ရဲစခန်းကိုတိုက်ခိုက်ရမှာပါဝင်ခဲ့တဲ့ Operation Flame ဖွဲ့ကအကြမ်းဖက်စစ်တပ်ကလုံမဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံမှာမဟုတ်ဘဲရန်ကုန်တော်လိုင်းမှာမိတ်တွေအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုသွားမယ်လို့အသိပေးထားပါတယ်။ဗဟန်ရဲစခန်းကိုနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့၊ကြီးမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့၊လာသာမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့ Operation Flame ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖြစ်လာတဲ့တော်လန်ရေးထောက်ပို့တပ်သားလက်နက်နဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖြစ်လာတဲ့တော်လန်ရေးထောက်ပို့တပ်သားတဦးမင်းမှုခေအမှန်ငါတိုင်ရင်ထံလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ဒေသစီးရီးသတင်းရင်းမြစ်တွေကပြောပါတယ် မကွေးတိုင်းစလင်းမြို့နယ်စင်မြူကျွန်းမြို့နယ်တမဲတရားမှအခြေပြုတက်ဆွဲထားတဲ့ခလာရ254တရင်ကစစ်မှုထမ်းတပ်သားတက်တူလက်နက်ခဲရံတွေနဲ့တူအလင်းဝင်လာတာလို့မိမှုခရအမှတ်၅တရင်တောင်းရှိသူတို့ကအတည်ပြုပါတယ်။စင်မြူကျွန်းမြို့နယ်တမဲတရားဂိတ်မှာတောင်းဝန်ကျနေတဲ့ခလာရ254တပ်ကစစ်မှုထမ်းတပ်သားထက်မြက်ထွန်းဟာစက်တင်ဘာလ20နေ့မှာ MA2 တလက်ဂျီပေါက်3ခုပေါက်ဝိုင်းတစ်ခုလက်ပြုံတစ်လုံး 5.56G 145တောင်းယူဆောင်လာတယ်လို့ဆိုပါတယ်။ အခုလိုလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားထက်မြက်ထွန်းကိုကြက်သိန်းတရာဂုံပြူချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားထက်မြက်ထွန်းဟာအရင်ကထောက်ပို့ရဲဘော်ဟောင်းတူဖြစ်ပြီးထောက်ပို့လုပ်ငန်းလုံဆောင်နေချိန်2023ခုနှစ်ဇူလိုင်လကပြင်းဟုံးတွေနဲ့မန္တလေးကြားမှာပေါ်တာဆွဲခံရပြီးမန္တလေးမှာရှိတဲ့စူဆောင်ရေးတပ်930မှ3လဖိုးဘုံမြို့မှာ6လတင်းနဲ့တက်ရောက်ခဲ့ပြီးပခုတ်ကူခြေဆိုင်တပ်မတရားတစ်ကိုရောက်ရှိခဲ့ရတာကလည်းခလာရ254တပ်ရင်းကိုရောက်ရှိလာခဲ့တာလို့သိရပါတယ်။ အချမ်းမတ်စစ်တပ်လက်အောက်ကနေရုံထွက်ပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပောင်ဝေလိုသူတွေကိုမင်းမှုခရိုင်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေကဝမ်းမြောက်ဝမ်းသာစွာကြိုးစိုးနေမယ်လို့အသိပေးနှိုးဆော်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေးသတင်းကောင်းလို့ချက်တွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ